ဓာစီတောင်းနေရင်လည်းခလေးရသွားနိုင်လားဓာစီတောင်းနေရင်လည်းခလေးရသွားနိုင်ကြလားဆိုတဲ့မိကွန်းကိုတင်ကိုယ်တိုင်တွေးမိတဲ့အဖြေကဘာများဖြစ်မလဲနော်ဒီဗီဒီယိုလေးကိုဆက်ပြီးတော့မကြည့်ခင်မှာ comment မှာအရင်ဖြေပေးပါဦးနော် ားဆီးတောက်ဆီးဆိုတာကလေတော်မမြအတုံးပြုဖြစ်တဲ့တားဆက်ချာနီတစ်မျိုးပါခီခီရောက်ရောက်လေတားဆက်ချာပြီးနိုင်တယ်လေဒါပေမဲ့ဒီနေရာမှာတခုပြောချင်တာကတရေတားတောက်ဆီးကကိုဝင်ကိုတားပေးနိုင်ခြေကတရားမပြည့်ပဲ69ရာခိုင်နှုန်းဝင်ချင်ပဲရှိတယ်ဆိုတာပါဒါပေမဲ့တားဆီးတောက်ဆီးကတေချာတောက်မယ်ဆိုရင်တော့ကိုဝင်ကိုခီခီရောက်ရောက်တားပေးနိုင်ပါတယ်တားဆီးတောက်နေရင်လည်းခလေးရသွားနိုင်သလား ။တရေသားတောက်စီမှာဟော်မုန်းတွေပါဝင်နေပြီးတော့တားဥကြွေရကိုဓာစီပေးပါတယ်။သားစီတောက်စီကအသက်အင်အချွေးမြေးတွေကိုထူစီပြီးတော့တအိမ်နေရန်ကိုဖားစီတာကြောင့်တရေမအောင်စီဖို့တားစီပေးပါတယ်။တားစီရဲ့ထီရောက်မှုက69ရာခိုင်နှုန်းဝန်းကျင်မှာရှိတာကြောင့်တစ်နှစ်တာမှာတားစီတောက်ပေမဲ့ကိုဝင်ရရှိသူအမျိုးသမီးတွေကအယောက်တရာမှာတယောက်နှုံးလောင်ရှိနေတယ်လို့လိလာမှုစစ်တမ်းတွေကသိရပါတယ်။ တားဆေးကပုံမှန်အဖြစ်တော့ထီထီရရောက်တရေတားပေးနိုင်ပါတယ်။ဒါပေမဲ့တချို့သောအခြေအနေတွေမှာတော့တားဆေးရဲ့ထီရောက်မှုကရော့ကျသွားပြီးခလေးရသွားနိုင်ပါတယ်။ဘလို့အခြေအနေလဲဆိုလို့ရှိရင်တော့ ရှိတာပုံမိသွားတာတရေသားတောက်စီကနေ့စဉ်အချိန်မှန်တောက်မှထိရောက်မှုကောင်းမှာပါတကယ်လို့စေတောက်ဖို့တရက်တလီမိသွားလို့ပြန်တောက်တာကပြဿနာမဟုတ်ပေမဲ့နှစ်ရက်သုံးရက်လောက်မိတာကထိရောက်မှုကိုရောကြစေပါတယ်ဒီအခြေအနေကပဲမလိုလားအပင်နဲ့ကိုယ်ဝင်ရရှိတာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်နောက်ထပ်တစ်ခုကတော့အော့အန်နေတာပါ စေးကိုအချိန်မှန်ရက်မှန်တောက်ပေမဲ့ကျမရဲ့အခြေအနေတစ်ခုခုကြောင့်အော့အန်နေမယ်ဆိုရင်တော့အော့အန်နေတဲ့အချိန်မှာစေးပါသွားတာကစေး အာနိသင်ကိုထိခိုက်စေနိုင်ပါတယ်။ဒီအခြေအနေကလည်းကိုယ်ဝင်ရရှိတာမျိုးဖြစ်စေနိုင်ပါတယ်နော်။ဒါကြောင့်မို့လို့ဆေးတောက်ပြီးလို့နှစ်နာရီအတွင်းမှာအော့အန်နေမယ်ဆိုရင်တော့ဆေးပြန်တောက်ဖို့လိုပါတယ်။ဒါမှမဟုတ်အာပျောက်ဆေးနဲ့တွေ့တောက်လို့လည်းရပါတယ်။ပြီးတော့ဝမ်းလျှော့တာပါ။ဝမ်းလျှော့တာကကိုရင်းကရေတက်ကိုဆုံးရှုံးစေနိုင်တယ်လို့တားဆီးရဲ့ထိရောက်မှုအာနိသင်ကိုလည်းထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်မကြာခဏဝမ်းလျှော့တတ်တဲ့ဥလန်းချောင်းယောဂါရှိတဲ့သူတွေကတားဆီးအမျိုးအစားပြောင်းသင့်ပါတယ်။ နောက်ထပ်တစ်ခုကဆေးကိုအချိန်မှန်မတောက်တာပါဆေးကိုနေ့စဉ်တော့တောက်ပေမယ့်အချိန်မှန်မှန်မတောက်မိတာကလည်းဟော်မုန်းပမာဏကိုထိခိုက်စေပြီးတော့ဒီကာလမှာအကာအကွယ်မဲ့အတူနေမိမယ်ဆိုရင်တော့မတော်တဆခလေးရသွားတာမျိုးဖြစ်စေနိုင်ပါတယ်အထူးသဖြင့်တော့ဟော်မုန်းတစ်မျိုးတည်းပါတဲ့ဆေးတွေဆိုရင်ပုံမှန်တောက်နေကြအချိန်နဲ့၃နာရီအတွင်းမှာအမြဲတောက်မိဖို့လိုပါတယ်စောသွားခဲ့ရင်လည်း၃နာရီနောက်ကျခဲ့မယ်ဆိုလို့ရှိရင်လည်း၃နာရီပါနော် အရချက်နေရကကြတော့စိတ်ကအတိတ်စားတော့တဲ့အခါမှာနီးစနစ်မမှန်မတောက်တာပါတားဆီးကိုပုံမှန်တောက်ပေမဲ့စိတ်တကကုံသွားပြီးတော့နောက်ထပ်စိတ်ကအတိတ်ကိုတောက်သုံးတဲ့အချိန်မှာစိတ်ကိုကတ်ဟောင်းကုံပြီးပြီးချင်းမှာတစက်တည်းမတောက်မိတာမျိုးဖြစ်ပြီးတော့ရက်အနေငယ်ခြားပြီးမှတောက်မိတာမျိုးဖြစ်မယ်ဆိုရင်တော့တားဆီးရဲ့ထိရောက်မှုအာနိသင်ချပြီးမတော်တဆကိုဝင်ရသွားနိုင်ပါတယ်ရှင် ပြီးတော့တချို့သောဆေးဝါးတွေကြောင့်ပေါ့နော်တချို့သောဆေးဝါးတွေလို့ပြောရင်နေရာမှာအထူးသဖြင့်ကတော့အတက်ယောဂတောက်ဆေးတွေ HIV မိုးအတွက်တောက်ရတဲ့ fire သက်ဆေးတဘာဝတိဥတိဖူးတွေကလည်းတားဆေးရဲ့ထိရောက်မှုကိုဟန့်တာနိုင်ပါတယ်ရှင် ်ပြီးတော့တည်တည်ချာချာမသိမ်းထားမိတာပါဒါဆေးတောက်ဆေးတွေကိုအေးမြ၆တူရဲ့နေရာမှာတင်ဆက်ထားရမှာပါဒါမှဆေးရနီတင်ကိုထိခိုက်မှုကင်းမှာပဲဖြစ်ပါတယ်အခန်းအပူချိန်မှာပဲထားရှိရမှာဖြစ်ပါတယ်ကားတွေရေချိုးကန်ထဲမှာတင်ထားမယ်ဆိုရင်တော့ဆေးကအဆူပြန်ပြီးတော့ထိရောက်မှုအားနည်းသွားနိုင်ပါတယ်နောက်ဆုံးအချက်အနေနဲ့ကတော့အဝလွန်နေတာပါတကယ်လို့ရှိတဲ့နဲ့ကိုယ်လေးရင်ချာများနေမယ်ဆိုရင်တော့ဒါဆေးအာနီတင်ထိရောက်မှုကိုပြပြဝဝရရှိနိုင်မှုခတ်ပါမယ်ဒါကြောင့်ကိုယ်က ကိုယ်လေးချင်းအရန်များနေမယ်ဆိုရင်တော့ဆရာဝန်နဲ့တေချာလေးတိုင်ပင်ပြီးတော့ဆေးပမာဏကိုတေချာချင်းကြီးတောက်သုံးစီခြင်းပါတယ်ရှင်။ဒီလောက်ဆိုလို့ရှိရင်တားဆေးတောက်နေရင်လည်းခလေးရသွားနိုင်မယ့်အခြေအနေလေးတွေကိုသိလောက်ပြီးလို့ထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်များစွာကိုတင်ဆက်ပေးသွားအောင်မလို့ဆက်လက်ဆက်မကြည့်ရှုအားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။